ဒီမရီနာဘေးဆန်းရှိမှာပဲကောထမင်းစလုံးကြီးကချထားတယ်ဒီမှာကြိုးနည်းနည်းတော့ထမင်းစလုံးကြီးမဟုတ်ဘူးအော်ထမင်းစလုံးမဟုတ်ဘူးကအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့စင်ကာပူထဲမှာရှိတဲ့ဒီလှတဲ့နေရာလေးတစ်ခုကိုခေါ်ပါပြီမှာပေါ့နော်အဲ့ဒီနေရာလေးကတော့ကျွန်တော်တို့ဒီမရီနာဘေးဆန်းတင်မောနာမှာရှိတာဖြစ်ပါတယ်ဒီအစာအုပ်တွေမှာကျွန်တော်တို့လေးစီးလို့ရတဲ့ပုံစံမျိုးပေါ့နော်အာကျွန်တော်တို့ကပတ်စံနေအများကြီး တုံးပြီးတော့နိုင်ငံခြားကိုမသွားကြည့်ဘူးဆိုလို့ရှိရင်ဒီစင်ကာပူတွေမှာရှိတဲ့ဒီနေရာလေးမှာလာပြီးတော့လေ့စီလို့ရပါတယ်။ထုံးစံတိုင်းမှာကျွန်တော်ကတော့အာမျိုးစော်ပါ။ကျွန်တော်ရဲ့ page လေးကိုလည်း like and follow လုပ်ရသေးဆိုရင်လုပ်ပေးခဲ့ကြပါဦး။ကဲအဲ့တော့ကျွန်တော်တို့ဗီဒီယိုလေးကိုစလိုက်ကြအောင်နော်။အခုမြင်နေရတဲ့လေစီးလို့ရတဲ့နာမည်လေးကတော့ Sampan Ride လို့ခေါ်ပါတယ်။ဒီကောင်ကကျွန်တော်တို့ Marina Bay Sand သင်္ဘောနာမှာရှိတာဖြစ်ပါတယ်။ဒီနေ့မှာတော့ကျွန်တော်က Marina South Bay ကနေပြီးတော့အနီးလိုက်စီးလာပြီးတော့ကျွန်တော်တို့ Overline ကိုပြောင်းစီခဲ့တာပေါ့နော်။အဲဒီကနေကျွန်တော် Bayfront MRT ကိုသွားခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့ကဘေးဖောင်း MRT ကိုရောက်ပြီဆိုလို့ရှိရင် exit D ဘက်အချမ်းကထွက်လာမှာဖြစ်တယ်ပေါ့နော် exit D ကနေထွက်လိုက်တာ ਨੇ ကျွန်တော်တို့ကအခုလိုမျိုးမြင်ရမှာပေါ့နော်ဒီကောင်ကတော့ကျွန်တော်တို့ shopping at the marina bay sand မှာလေစီးတာကတဦးစာဆိုလို့ရှိရင် အနည်းဆုံး12ဒေါ်လာလောက်ရှိပါတယ်ဒီထဲမှာကကျွန်တော်တို့ဒီလေစီးတာအပြင် ကျွန်တော်တို့ပြားတိုက်တွေနောက်ပြီး night club တွေပေါ့နော်နောက်ပြီးလို့ရှိရင်ကျွန်တော် digital lighting အောက်စာမျိုးတွေအများကြီးရှိတယ်ပေါ့နော်ပြီးတော့ hotel လည်းဒီမှာရှိပါတယ် ကျွန်တော်တို့ကဒီထဲမှာလှေစီးတာအပြင်အတ္ထပတိတွေအများကြီးလုပ်လို့ရတယ်ပေါ့နော်ဥပမာကျွန်တော်တို့ကရုပ်ရှင်ုံကြည့်တာပဲဖြစ်ဖြစ်နောက်ပြီးဒီအာ digital lighting တွေတော့ကြည့်တာပဲဖြစ်ဖြစ်ပေါ့နော်အများကြီးလုပ်လို့ရပါတယ်ဒီအဆောက်အဦကသုံးလရှိတာဖြစ်ပြီးတော့အပေါ်ဆုံးလွှာနေပြီးတော့လည်းကျွန်တော်တို့ကအပြင်မဲ့ချမ်းကိုထွက်ပြီးတော့ကြည့်လို့ရတယ်ပေါ့နော်အဲ့ဒီဘက်ချမ်းမှာဆိုလို့ရှိရင်ကျွန်တော်တို့တကယ်လှတဲ့နေရာတွေအများကြီးရှိပါတယ်ဒီကောင်ကတော့ကျွန်တော်သုံးလွှာနေပြီအပြင်ကိုထွက်လိုက်တဲ့မြင်ကွင်းပေါ့နော်အဲ့ဒီမှာကတော့ကျွန်တော်တို့ဒီပွဲတော်တွေပါနေရှိလို့ရှိရင်ကျင်းပတဲ့နေရာပေါ့နော်ဒီ drone တွေပါနေကျင်းပတဲ့နေရာဖြစ်ပါတယ် ဒီကောင်လေးကတော့မရီနာပီစန်သင်းမော်ရဲ့နောက်ဖက်အချမ်းမှာရှိတဲ့မြင်ကွင်းပါဒီမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ကအတီပတီတွေအများကြီးလုပ်လို့ရတယ်ပေါ့နော်ဥပမာကိုကစပိန်စီးတာပဲဖြစ်ဖြစ်ကျွန်တော်တို့တငယ်ချင်းအိုးဆူလိုက်တွေပစ်ကနစ်ထွက်တာပဲဖြစ်ဖြစ်လုပ်လို့ရတယ်ပေါ့နော်ဒီကောင်လေးကတော့အခုနကျွန်တော်တို့လူစီးရဲ့နေရာကိုဒီ waterfall ပုံစံနဲ့ပြုလုပ်ထားတဲ့ဒါမြင်ကွင်းပေါ့နော်ခုမြင်နေရတဲ့ဟာလေးကတော့ဒါကျွန်တော်တို့ပန်းပွင့်ပုံစံဖော်ထားတဲ့အဆောက်အဦပါ ဒီ Shopee app Marina Bay Sands ကိုရောက်ခင်ရင်ဒီအပယ်ဒီတဝိုင်းပုံဝင်လေခဲ့ပေါ့နော်အဲဒီပေါ်က view ကတော်တော်ကောင်းပါတယ်သူကပြီးတော့ရည်လဲကောင်းမှစောက်ထားတာပေါ့နော်အခုနောက်တော့ကျွန်တော်တို့တွားတက်ပြီးသွားပြီဒါပေမဲ့ view တော့မရိုက်လက်မိဘူးလို့ဆိုတော့ကျွန်တော်ခုန live လွှင့်နေလို့ပေါ့နော်အာဒီ TikTok live လွှင့်နေတာအကြောင်းမလို့ဒီဒီကောင်းမို့တက်ကြည့်ကြပါမိုက်တယ် free ပါဘာမှဝင်ကြည့်ကြမလို့ပါဘူး ဒီကောင်က free သွားလင်လို့ရတယ်ဗောနော်ဒါပေမဲ့အဲ့အကြီးကြီးတွေမတည်လာပါနဲ့အဲ့ကြီးကြီးတည်လာရင်ဝင်ခွင့်မပေးပါဘူးကိုကကာစီတိုထဲသွားကြည့်တယ်ဆိုရင်တော့အဲ့ကြီးကြီးမတည်လာတာကောင်းတယ်ဗောနော်အဲ့ဒီတော့ကျွန်တော်တို့ကကိုယ့်ရဲ့ပိတ်ရက်လေးမှာအိမ်ထဲမောင်းခြင်းမှုဆိုရင်တော့သွားပြီးတော့လဲသိမ်းတဲ့နေရာလေးပါအဲ့တော့ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်အော်ကျွန်တော်ရဲ့ Facebook page နဲ့ကျွန်တော်ရဲ့ YouTube link ကိုလည်းကျွန်တော်ဒီ description မှာချထားပြီးတယ်ဗောနော်အဲ့တော့ကျွန်တော်သွားပြီးတော့ follow လေးလုပ်ပေးကြပါဦး ကဲအားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ကတော့အောင်မျိုးစောပါခင်နောက်ဗီဒီယိုလေးမှာတွေ့ကြမယ်နော်